တရားခိုင်နှုန်းရှုဝတ်ချက်ဆိုရဲပုံမြင်လေးတစ်ခုကိုပြောပြပေးပါမယ်ရှင်တစ်ချိန်တုန်းကအာမတ်လို့ခေါ်တဲ့ကောင်းလေးတယောက်ရှိခဲ့ဘူးပါရဲအာမတ်ဟာတာမန်ကျောင်းသားလေးတယောက်ပါသူဟာ စာလဲအယမ်းမတော်ဘူးအားကစားမှလည်းထူးချွန်တာမျိုးမရှိပေအရာရာတိုင်းမှာပုံမှန်လေးပဲရှိပါတယ်သူတငယ်ချင်းတွေကိုကြည့်လိုက်တိုင်းသူတို့ကစာပိုတော်တယ်စကားပိုပြောတတ်တယ်ယုံကြည်မှုပိုရှိကြတာကိုမြင်ရတော့ ာမတ်ကကုကုကိုတင်းငယ်တယ်လို့အမြဲခံစားရပါတယ်။အာမတ်ဟာပြောင်းလဲချင်တဲ့စိတ်တွေအချင်းချင်းရှိခဲ့ဘူးတယ်။ဒါပေမဲ့ငါညာထွင်းချင်းပြီးပြည့်စုံအောင်လို့ရမယ်ဆိုတဲ့ဖီအားကြီးကသူ့ကိုအမြဲတမ်းပြည့်ကျဲသွားစေခဲ့တယ်။သူကတပတ်လောက်စစ조사ပေမဲ့မကြခင်မှာလက်လျှော့လိုက်ရတယ်။အားကစားရုံကိုဆယ်ရက်သွားပြီးတာနဲ့ထပ်မသွားတော့ဘူး။မနှက်စိုးစိုးထဖို့조사ပေမဲ့၃ရက်အတွင်းမှာပဲအောင်မြင်မှုမရခဲ့ပါဘူး။အဲ့လိုမအောင်မြင်တိုင်း မင်္ဂပုံမှန်ဘဝမှာပဲနေရမယ်သူပါလေလို့ကိုကိုကိုပြောမိပြီးသူဟာပုံမှန်ပဲဖြစ်နေမယ်လို့ယုံကြည်လာခဲ့တယ်။တနေ့မှာတော့အာမတ်ကသူ့ကိုအမြဲတမ်းချစ်တဲ့အဖိုးနဲ့တွေ့ဆုံခဲ့တယ်။အဖိုးကခြံလင်းမှာရှိတဲ့သစ်သားထိုင်ကုန်းအဟောင်းလေးတစ်လုံးကို အချိန်အကြာကြီးတိစိတ်စိတ်ပြတိုက်ပြီးအယောင်တဲနေခဲ့တယ်။အာမတ်ကအဖိုးရဲ့ဒီသစ်သားထိုင်ကုန်းအဟောင်းလေးကိုဘာလို့ဒီလောက်အချိန်အကြာကြီးအယောင်တဲနေရတာလဲ။ ဒါကဘတော်မှအစ်စ်လိုပြန်ထစ်လာမှာမဟုတ်ဘူးလေလို့အန်အိုးစွာမေးလိုက်တယ်။အဖိုးကပြုံးလိုက်ပြီးကောင်လေးကိုကြည့်လိုက်တယ်။မင်းဒီအယောင်တင်တဲ့အပုတ်တိုက်လေးလေးကိုမြင်လား။သူတို့ကတင်းရည်တွေလို့ထင်ရပေမဲ့တခုချင်းစီဟာစူပေါင်းသွားတဲ့အခါတခီးပေးချင်းတောက်ပလာအောင် ပေါင်းဆက်နေတာပဲ။စိတ်ရှည်လက်ရှည်နဲ့လုံညီဒီထိုင်ကုန်ဟာပြန်ပြီးတောက်ပြောင်လာလိမ့်မယ်လို့ပြောပြခဲ့တယ်။အာမတ်လည်းဘာကိုဆိုလိုမှမသိတော့ရှုပ်ထွေးသွားခဲ့တယ်။ အဖိုးကဆက်ပြီးတော့ငါမင်းရေဘဝဆိုတာဒီထိုင်ကုန်တဲ့သူတွေမင်းတခါတည်းနဲ့အကုန်လုံးကိုပြောင်းလဲပစ်ထို့မလိုဘူးနေ့တိုင်းနည်းနည်းလေးစီအယုံတင်ပေးုံပဲတကြိမ်ကိုတစ်ချက်ဒါကပြောင်းလဲမှုရဲ့ရှုပ်ဝက်ချက်ပဲလို့မိန့်လိုက်တယ်ဒီစကားတွေကအာမတ်ရဲ့ယဉ်လေးကိုထိသွားခဲ့ပြီးသူဟာတရားခိုင်နှုန်းစီးမင်းကိုစမ်းသက်ကြည့်ဖို့ဆုံးဖြတ်ထဲတယ်စာကို၃နာရီလုံးလုံးအတင်းကျပ်ထို့စူးစမ်းမမဲ့နဲ့သူဟာနေ့တိုင်း၃၅မိနစ်ပဲစတင်လေ့လာခဲ့တယ် ပြီးမှနောက်ရက်တွေမှာ9မိနစ်စီထပ်ပေါင်းလိုက်တယ်9ကီလိုမီတာပြေးဖို့အတင်းအကျလုံးမမဲ့နဲ့သူဟာတနေ့ကို9ခိုင်ပဲတိုက်ဖို့ပြီးစခဲ့တယ်ပြီးမှတော့နေ့တိုင်းတစ်ခါစီထပ်ပေါင်းသွားခဲ့တယ်တရက်ညတဲ့နဲ့အင်္ဂလိပ်လိုကျွမ်းကျင်အောင်ကြိုးစားမမဲ့နဲ့နေ့စဉ်စကလုံးအစ်စ်နားလုံးပဲမှတ်သားသင်ယူခဲ့တယ်အစပိုင်းမှာတော့သူ့တိုးတက်မှုကသိမမီရဘူးဘသူမှလည်းပြတိမထားဘူးသူ့ကိုယ်တိုင်လည်းဘာမှမထူးခြားဘူးလို့ခံစားခဲ့တယ်ဒါပေမဲ့စိတ်ရှည်လက်ရှည်နဲ့ နေ့တိုင်းတရားခိုင်နှုန်းပိုကောင်းဟောင်လုခဲ့တဲ့အခါမကြခင်မှာအံ့ဩစရာတွေဖြစ်လာခဲ့တယ်။30ရက်ကြာပြီးတဲ့နောက်မှာတော့သူ့ရဲ့35မိနစ်စာလေ့လာခြင်းက2နာရီဖြစ်သွားခဲ့တယ်။သူ့ရဲ့ငါးခိုင်တိုက်ဖိုးတာဟာ90ခိုင်ဖြစ်သွားခဲ့တယ်။သူ့ရဲ့ဝေါ်ဟာရာစကလုံးတွေကလည်း150တိုးလာခဲ့တယ်။အရေးကြီးဆုံးကတော့သူ့ရဲ့ယုံကြည်မှုကတောက်ပလာခဲ့တယ်။လာများစွာကြာလာတဲ့အခါအာမတ်ကညာကျွင်းချင်းပါရမီတယောက်မဖြစ်လာခဲ့ပေမဲ့ သူ့အတန်းပေါ်တငယ်ချင်းတွေက သူ့ဒိုးတမှုကိုစတင်တည်ထားမိကြလာခဲ့တယ်။သူဟာအတန်းထဲမှာမိခွန်းတွေကိုပို့ဖြည့်နိုင်လာတယ်။ခန္ဓာကိုယ်ကပိုတန်းကျင်လာပြီးကျန်းမာလာခဲ့တယ်။သူဟာစကားကိုပို့ပြီးရှင်းလင်းပြသစွာယုံကြည်မှုရှိရှိပြောလာနိုင်ခဲ့တယ်။ဒီနေ့မှာတော့သူဟာចောင်းသားဗီဒီယိုပြိုင်ပွဲမှာပထမရပြီးဆရာတွေကလည်းမင်းဘလို့လုတ်ပြီးဒီလုတ်ပြောင်းလဲသွားလာလေလို့အန်အိုးစွာမေးခဲ့ကြပါတယ်။အာမတ်ကရိုးရိုးလေးပြောလိုက်ပြီး ကျွန်တော်တခါရင်းနဲ့အကုန်လုံးပြောင်းလိုက်တာမဟုတ်ပါဘူး။ကျွန်တော်နေ့တိုင်းတရားခိုင်နှုန်းပိုကောင်းအောင်လုပ်ခဲ့တာပါလို့ဖီလိုက်တယ်။အောင်မြင်မှုရဲ့ရှုဝတ်ချက်ကဒါပါပဲ။ကြီးမားတဲ့ခုံပြောင်ကျော်လွှဲမှုတွေလုပ်ခုံမလိုပါဘူး။တေးသေးလေးတဲ့လေလံလေးတွေနေ့တိုင်းလမ်းဖို့ပဲလိုတာပါ။နေ့တိုင်းတရားခိုင်နှုန်းတိုးတက်တာဟာတနေ့အတွဲမှာမူလာတဲ့ထ38ရာစာပူမိုကောင်းမွန်လာတာကိုဆိုလိုပါတယ်။အောင်မြင်မှုဆိုတာပြင်းထန်တန်တခါတည်းလို့တာထက် စင်ဆက်မပြတ်နေစဉ်လှူဆောင်မှုကပိုအရေးကြီးပါတယ်။နေ့တိုင်းထက်ခါတစ်ခါလှုပ်တဲ့သေးသေးလေးတဲ့လှုပ်ရက်လေးတွေဟာမရက်နားနိုင်တဲ့အရှိန်တုံကိုဖန်တီးပေးပါတယ်။ဆိုတော့မင်းတို့ပိတ်တိုက်နေတဲ့ဒါမှမဟုတ်ပုံမှန်လေးပဲဖြစ်နေတယ်လို့ခံစားရင်အာမတ်ရဲ့ပုံမြင်လေးကိုအမြဲတတိထားပါ။ကိုကိုကိုမေးကြည့်ပါ။ဒီနေ့ငါတရားခိုင်နှုံးပိုကောင်းအောင်ဘာလေးတစ်ခုကို လုံနိုင်တယ်လဲ။ကြီးမြတ်စင်းဆိုတာတရက်ထဲနဲ့တီးဆောက်တာမဟုတ်ပါဘူး။ နေ့တိုင်းနေ့တိုင်းတလန်းစီတရားခိုင်နှုံးစီတိဆောက်တာပါမင်းတို့နောက်ကြောင်းပြန်ကြည့်တဲ့အခါဒီသေးသေးလေးတဲ့လီလန်းလေးတွေကပဲမင်းအမြဲအိပ်မက်မက်ခဲ့တဲ့ကြီးမားတဲ့ခုံပြောင်ကျော်လွတ်မှုကိုဖန်တီးပေးခဲ့တယ်ဆိုတာနားလည်လာပါလိမ့်မယ်ဥပမာအောင်မြင်မှုဆိုတာကြီးမားတဲ့ကြောက်လုံးကြီးတလုံးကိုတခါရဲနဲ့ရွှေ့ဖို့ကြိုးစားတာမျိုးမဟုတ်ဘူးနေ့တိုင်းဆဲပွင့်လီတပွင့်စီကိုအနီးကနေတဲယူပြီးဆုတုံးကွာတာနဲ့တူတယ်အစပိုင်းမှာဘာမှမထူးခြားဘူးပေမဲ့အချိန်ကြာလာတဲ့အခါမှာတော့ ဆဲပွင့်လေးတွေစူပောင်းပြီးကြီးမားတဲ့ကုန်းမြင့်ကြီးဒါမှမဟုတ်တဲတောင်ကြီးတကြီးဖက်လာသလိုပါပဲနေစဉ်ဘဝအထွတ်စိတ်ခွန်အားနဲ့ယတားကောင်းများစပေဘဟုတုတပုံမြင်ကျမ်းမာရေးပညာရေးလူမှုရေးဘဟုတုတတွေအငဲမကက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးသွားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ပျော်ရွှင်သောနေ့ရက်တိုင်းကို ပိုင်ဆိုင်ကြပါစေရှင်